မင်္ဂလာပါနာမည်ကတော့ဒေါ်လတ်လတ်အောင်ပါဒီမြန်မာနိုင်ငံငင်းရင်ကော်မတီမှာတုတ်နေတာဖြစ်ပါတယ်ဒီဟာပေါ့ငင်းရင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုဟောပြောတယ်နောက်ငင်းရင်နဲ့ပတ်သက်တဲ့ဟိုစာအုပ်တွေကိုရေးနေတာပေါ့နော် လူတွေကိုသိပညာပေးအောင်ဆိုပြီးတော့စာအုပ်တွေတွေထုတ်ရထားပါတယ်အင်းသူကတော့အကုန်လုံးကိုလုတ်ခဲ့ဘူးတဲ့ငင်းရင်တွေကတော့အများကြီးပဲလေမြန်မာနိုင်ငံမှာရှိခဲ့တာတွေကိုတော့စည်ရင်းနဲ့ဇယားနဲ့လုတ်ထားတာတွေတည်း ရှိတယ်တရှိစီမှာရှိတယ်အဲ့တော့တရားတွေကိုကြည့်လိုက်မယ်ဆိုရှင် तू ကတော့အပြင်းဆုံးလို့တော့မဆိုးမဆိုးနိုင်ပါဘူးဘာလို့ဆိုတော့လုတ်ခဲ့တဲ့ငရင်က6ဘိုင်းအဲ3ညပေါ့ဣဒတမ0ရှိတယ်ငရင်မျိုးလည်းလုတ်ခဲ့ဘူးတယ်မိမျိုးငရင်ဆိုအဲ့တောင်တမ0ရှိတယ်အဲ့တော့နောက်ဟိုပါပေါ့ဒီ7.3နဲ့ပကိုးလုတ်ဘူးတယ်နောက်တစ်ခုကနောက်နောက်ဘက်မှာလည်း7ကြော်ကြော်တွေ6ကြော်ကြော်တွေနဲ့လုတ်ခဲ့တာကြီးပဲအဲ့ မြန်မာနိုင်ငံကငလေလှုပ်လေးလှုပ်ထားရှိတဲ့နိုင်ငံတနေငါဖြစ်တယ်။ဒါပေမဲ့သူကတော့အကြီးကြီးမားမားလှုပ်ခဲ့တယ်ဆိုတာတော့အစိုးရပြောခဲ့တယ်လို့မိမျိုးငလေတို့ပကိုးငလေတို့ရှိတယ်တပိတ်ချင်းငလေတပိတ်ချင်းငလေဆို6.8အဲလိုဟာမျိုးတွေရှိတယ်အဲ့တော့ဟို4 point something down နဲ့လှုပ်တယ်ဆိုတာတွေရှိတယ်လို့ဒီလိုအကြီးစားတွေလှုပ်ခဲ့ဘူးတာမြန်မာနိုင်ငံတနပြားမှာပေါ့လေ။ ပကံပရားတွေကိုပြည့်စည်စေတယ်2016ကလှုပ်သွားတဲ့6ငလင်းဆိုလို့ရှိရင်6.8ပဲသူကတော့ဒီ subtraction zone လို့ခေါ်တဲ့မြေအောင်အနဲ့200ကျော်ကျော်မှာလှုပ်တဲ့ငလင်းပေါ့အဲ့တော့ငလင်းအမျိုးအစားတွေကပြောမယ်ဆိုလို့ရှိရင် ATL sorry 10 km မှာလှုပ်တာတွေရှိတယ်လို့သူကပြောတယ်200 km အနဲ့မှာလှုပ်တာတွေလည်းရှိတယ်ငလင်းမှာသမျှကတော့အကုန်လုံးကမြေပြင်မြေအောက်မှာပဲလှုပ်တဲ့လှုပ်ကြတာရှိပဲတယ် ပကုန်းငလေဆိုရင်1930 7.3နဲ့လှုပ်သွားတယ်ဒီလောက်တော့မကြည့်ဘူးဒါပေမဲ့သူလည်းအသေးပြောင်းရှိတယ်အထိုက်လျောက်ပေါ့နော်လူဥယေ900တည်ဆုံးမှုတယ်အပြည့်အစင်ရှိတယ်သူပကုန်းငလေကြောင့်မလို့ရန်ကုန်မှာလာပြီးတော့လူ90အသက်ဆုံးရှုံးသွားတယ်အပြည့်အစင်ရှိတယ်ဒါတွေကတော့အပြည့်အစင်ဆိုတာကဒီ kit light ဆောက်လုပ်တဲ့ဉာဏ်ပညာပေါ်မှာမူပြီးတော့လောက်တာတွေတည်း ပြည့်စည်လဲကွာသွားတာပေါ့ဟိုခစ်ကဆောက်တဲ့ပုံစံနဲ့ခုခစ်မှာဆောက်တဲ့ပုံစံတွေကလည်းမတူဘူးဆိုတဲ့အခါကျတော့လေအဲ့ဒီခါကျတော့ပြည့်စည်တာအဲကွာချတယ်အနေများကွာချတာရှိပြည့်စည်တာကတော့ငလင်ဟာအောက်ကနေဒီမြေအောက်ကနေလှုပ်တဲ့လဲတွေလှုပ်ရှားမှုကြောင့်လှုပ်လာတာမြေပြင်မှာဒါလှုပ်တဲ့အတွက်ပြည့်စည်မှုကတော့ရှိတာကြီးပဲနောက်ဆက်တဲ့ငလင်ကြောင့်ငလင်ရဲ့သဘောတဘာဝကရှေးပြေးငလင်ရှိတယ်ဟို ဒီကဖြစ်တဲ့ main shock လို့ခေါ်တယ်ဟိုစားပေါ့ပနာမနာမလို့တော့ခေါ်မှာပေါ့ main shock လို့ပဲပြောလိုက်တော့မယ်နော်နောက်တစ်ခုက after shock ဆိုပြီးတော့ရှိတယ်အရှိရှိပြီးငနေဆိုတာကတော့ငနေလုံးမယ်ဆိုတာကိုဘာဝကတွတ်သူဖြစ်နေတယ်ဒါပေမဲ့လူတရားအဲ့အချိန်မှာခံစားမခံစားဖြစ်ဘူး तू က magnitude ကလည်းနေသေးတယ်ဒါပေမဲ့ तू ကတော့လှုပ်နေဆက်နေပါလေ तू ဒီငနေနဲ့ပတ်သက်သူအုံပြုတဲ့ကိရိယာတွေမှာတော့ ပြနေပြီပေါ့နော်လူတွေကတော့တတိမထားမိသေးဘူးနောက် main shock လုတ်တယ်လုတ်တဲ့အခါကျတော့သူကအေး push shock တဲ့တော့ပုံများတယ်နောက်ပြီးတော့ဘာလာလဲဆိုရှင် after shock လာတယ် after shock ကလည်းဒီ main shock လည်းနေတယ်ဆိုတော့ main shock လုတ်မယ်လုတ်တယ်ဆိုလို့ရှိရင် push shock လည်းနေတယ် after shock လည်းနေဒါမဲ့ main shock ကပြင်းတယ်ဆိုလို့ရှိရင်ဟာ7.7အခုလိုနေမျိုးဆိုရှင်7.7နဲ့လုတ်တယ် ဆိုလို့ရှိရင်သူကနေဖြစ်လာတဲ့ after shock ကသူ့လောက်တော့မကြည့်ဘူးအချိန်အားဖြင့်တော့သူကတနည်းနည်းနည်းထိတချို့တနည်းတောက်ထိကတော့တော်တော်များများသွားတယ်တဖြည်းဖြည်းရော့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 သွားတာပေါ့နော်မင်းကြီးကျူနေနေသွားတယ်နောက်ဆုံးတော့လေသူအရှင်ရော့သွားပြီးတော့ဘာမပြတော့ဘူးပေါ့ 0.something လို့ပါတော့ဖြစ်သွားတာပေါ့အဲ့လိုဆိုတော့ဘိုးရှောက်မှနေတယ်မင်းရှောက်မှအကြီးလှုပ်လိုက်တယ် after shock မှတဖြည်းဖြည်းအင်အားရော့သွားတယ် အဲ့ဒါကတော့အဲအဲ့ဒါကတော့ဘာလို့လဲဆိုတော့အစိုးရကတော့ full show main show after show ဆိုတာတော့ပုံသေးပဲဒါဒီဖြစ်သေးဖြစ်တာရှိတဲ့ပုံစံကတော့ဒီပုံပဲပေါ့နော်ဒါမဲ့သူ꽌ပြပြီးတော့ main show ကအဲ့ဒါဒီ7.7နဲ့လှုပ်ပြီးတော့မှနောက်ထပ်တစ်ခုလှုပ်တဲ့ဟောဒါငလင်ကတူးတဲ့ပူကြီးသွားတဲ့ဟာမျိုးကတော့ရှားတယ်ပေါ့နော်ဒီဒီပုံစံနဲ့ပဲရှိတဲ့ဟာကအဲ့လိုဟာမျိုးထူးခြားပြီးတော့ဖြစ်တယ်ဆိုတာကတော့ အခုပြောပြမှာပဲသိတာလေရှိတယ်မှာတော့တခါမှတော့အဲ့လိုဟာမျိုးမကြဘူးပေါ့အဲတခုရှိတာကတော့သူ့ရဲ့ source နော် သူလုတ်တဲ့ source ကဒီမှာဆိုရှင်စကိုင်းပြည့်ရွာလုတ်တယ်အစိုးရပြောတယ်ဒီပို့ပြီးတော့ကြီးတယ် main shop ကလုတ်တယ်ဆိုရှင်လေဒီချက်တင်တာတော့သူ့ရဲ့ source ကတော့꽈သွားနိုင်မယ်လို့ထင်တယ်နေရာမတူဘူးနောက်တစ်ခုက strike strike save လေးပြင်ချင်မှပြင်မယ် အခြားပြရိတ်မှာဒုဒ္ဒါမျိုးတွေဖြစ်ရင်ဖြစ်နိုင်တယ်ဒါဖြစ်နိုင်တဲ့သဘောတရားကိုပြောပြတာဒါပေမဲ့တကယ်တမ်းကတော့မင်းလျှောက်ကတော့ဘယ်မှမကြုံဘူးအဲ့ဒါတော့သိကြတယ်ဒီအခုပြောသွားတဲ့အထက်မှာမြန်မာနိုင်ငံကလေးကောင်တီဆိုမြန်မာနိုင်ငံကလေးကောင်တီမှာကဘယ်သူတွေရှိတယ်ဆိုတာလေးနည်းနည်း introduction လေးနဲ့ပြောချင်တယ်အဲ့ဒီမှာကတော့ engineer တွေနဲ့ဘူမိဝေဒပညာရှင်အခြားပညာရှင်တွေကိုအကုန်လုံးစုစည်းပြီးတော့ဖွဲ့စည်းထားတာဖြစ်တယ် အလုတ်သူ့ရဲ့ဒီ main အပပစကားတော့ဒီဒူးဒူးကိုငလေးနဲ့ပတ်တက်တာအနေရှိနိုင်တဲ့ဟာဒီကိုပညာပေးဖို့လည်းအဓိကထားတယ်နောက်တစ်ခုလည်းလည်းအခြားဒီစောက်လို့ရင်းနဲ့ပတ်သက်တဲ့ပညာပေးတွေလည်းသူတို့ကမှအများကြီးရှိအခုဆိုလို့ရှိရင်ဒီဒီငလေးကောမဒီရဲ့ website တွေမှာဆိုလို့ရှိရင်ဟောပြောဝေးရှိတယ်ဒီရက်ကိုတိုင်းတည်းဟောပြောထားဘူးတယ် ငလင်းနဲ့ပတ်သက်တာကိုကတော့ငလင်းသမားဆိုတော့ sorry ငလင်းနဲ့ပတ်သက်တာတွေဟောပြောထားတယ်အင်ဂျင်နီယာဘိုင်းကလည်းအင်ဂျင်နီယာနဲ့ပတ်သက်တာတွေဟောပြောနေဒီလိုအများအား in touch ဖြစ်နေတဲ့အဖွဲ့အစည်းဖြစ်တယ်ဆိုတော့အဲ့ဒီခါကတော့ဒီအခုလိုငလင်းကြီးလှုပ်တယ်ဆိုလို့ရှိရင်လည်းဒီဟာပဲလို့အဖြစ်နေအခြေအနေပဲလို့ရှိတယ်ဆိုတာကိုအော်ပြန်ပြီးတော့သုံးတတ်မယ်ပြန်ပြီးတော့နောင်အတွက်ကိုဘာတွေလှုပ်ဖို့လိုတယ်လှုပ်တင်တယ်ဆိုတာတွေလို့လည်းဟိုပါပေါ့အမြဲဟို ပညာပေးနေတယ်ပေါ့နော်အဲအဲ့တော့စကိုင်းပြရဲ့အကြောင်းနည်းနည်းလေးပြောပြမယ်စကိုင်းပြရဲ့ဆိုတာကမြန်မာပြည်မြောက်ဘုရားကချင်းပြည်နယ်လောက်ကနေစပြီးတော့တောင်ဘက်ကိုတဖြည်း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 ဆင်းလာပြီးတော့မန္တလေးနားမှာဒီအေယာဝတီမြေကျောင်းကိုိတ်သွားတဲ့နေရာလေးကနေပြီးတော့တခါအောက်ဘက်ကိုဆက်သွားတယ်နေပြီးတော့ဖြတ်တယ်အောက်ဘက်ကိုဆက်သွားတယ်ဘကိုးဖြတ်တယ်နောက်ပြီးလို့ရှိရင်ဒီပင်တယ်ခွေမုတ္တမပင်တယ်ခွေရောက်တဲ့ခါကျတော့သူက ပဲဘာနဲ့သွားဆက်လဲဆိုလို့ရှိရင်ဒီကပ်ပလီပင်နယ်ခွေထဲမှာရှိတဲ့ခွဲခွာဆုံးရှိတယ်ခွဲခွာဆုံးဆိုတာအဲ့လို plate တွေကအဲကြောက်ထုတ်ကြပေါ့ပမာလို့ခေါ်ရင်တော့အဲကြောက်ထုတ်ကြကြီးပြီးခွဲခွာနေတာတတိတတိတဲ့ဘာလို့ခွဲခွာလဲဆိုလို့ရှိရင်မြေအောက်ကနေတက်လာတဲ့ဒီဟိုပါပေါ့လာပါတယ်အဲ့တော့ကြောက်အပူကြီးတွေပေါ့နော်အဲ့ဒါတွေကနေပြီးတော့အပေါ်ထိုးတက်လာပြီးတော့ service ရောက်တဲ့ခါကျတော့သူတို့ကဟိုဘက်ဒီဘက်ကိုတွန်းတယ ုံးလိုက်တဲ့ခါကျတော့ဒီကြောက်ထုတ်ရကြီးတွေကတပြေးပြေးကွဲကွာသွားတော့အဲ့ဒီကနေပြီးတော့နာမည်ခေါ်လာတာတော့ခွဲခွာဆုံးပေါ့ဒီအစောကပြောခဲ့တဲ့ soy slip ဆိုတာကတော့သူကဘေးလိုက်ပြိုက်ယူဘေးလိုက်သူကယူနေတာဒီညာဘက်ပိုင်းကတပြေးပြေးအောက်ကိုယူ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 လာတယ်ဆိုလို့ရှိရင်ဘယ်ဘက်ကျားကတပြေးပြေးတောင်ဘက် sorry ညာဘက်ကိုတပြေးပြေးယူတာဒီလို right lateral strike slip ပေါ့အဲ့လိုဟာမျိုးဆိုတော့ဒီ ရောက်ထူးချက်တွေရွေရှားမှုရှိနေတယ်ဆိုတော့အတွေ့အကြုံတွေဒီအခုဖြစ်နေတဲ့ငလီတွေလောက်တာတနေရာတနေရာကိုလောက်တာတော့ဆိုတော့အခုသူတို့မေးတဲ့ question ဆိုလို့ရှိရင် तू ကမန္တလေးအနောက်ဘက်နောက်စကိုင်းရဲ့မြောက်ဘက်နာမှာဘဟုပြုပြီးတော့လောက်တယ်လောက်ပြီးတော့တဖြည်းဖြည်းအောက်ကိုဒီအာတာရှောက်စရာတဖြည်းဖြည်းလောက်လာတယ်အစောကပြောတဲ့ပြည့်ရကျော်တစ်ချောက်အကုန်လုံးဆင်းလာတာပေါ့အဲ့လိုလောက်သွားပြီးတော့ နောက်ခုထိစောင့်ကြည့်ရမှာတော့ဘယ်ထိတို့ပွားမလဲအဲအဲ့ဒါတကူကြည့်ရမှာပေါ့ဒီဒီအခုသွားတာကတော့ဒီအောက်ဘက်ဘကိုးတော့မရောက်သေးဘူးနော်မရောက်သေးပါဘူးဟမ်တောင်တောင်ကိုရောက်ပြီ။အော်တောင်ကိုရောက်ပြီ။တောင်ကိုကလည်းငနေလှုပ်ခဲ့ဘူးလေ။အဲအဲ့အရမျိုးလေးရှိတယ်တော့သူလှုပ်ခဲ့ဘူးတဲ့နေရာလေးတွေကိုရောက်လို့ရှိရင်သူလှုပ်လှုပ်သွားမှာ။ဘာလို့ဆိုအဲ့ငနေလှုပ်တဲ့နေရာတွေကထူးခြားတဲ့ geomorphic features လို့ခေါ်တဲ့မြေပြင်မှာတွေ့ရတဲ့ပုံစံကမတူဘူး။ ငလင်လှုပ်လိုက်လို့သူတို့ကအဲ့ဒီပုံစံဖြစ်သွားတာလည်းဖြစ်တယ်။အခုဆိုရှင်ဒီလှုပ်သွားတဲ့ငလင်မှာဆိုလို့ရှင်ရေခိုင်းအင်းရှိတယ်လို့မင်းကပြောတဲ့ထဲမှာပါသွားတယ်။အဲ့ရေခိုင်းအင်းကဒီသခိုင်းပြားရေကတကြောင်းလည်းမဟုတ်ဘူးဆိုတာလည်းဒီကျမလေးကပြောသွားတယ်။သူကဒီလိုအောက်ကိုဆင်းလာတယ်ဆိုလို့ရှင် segment နေနေရှိတာ။ segment ဆိုအပိုင်းပိုင်းနေတစ်ဖြောင်နဲ့တစ်ခုနဲ့တကြောင်းနဲ့မဟုတ်ဘူး။အဲ့ segment တွေကငလင်လှုပ်ဖို့အတွက်အဲ့ဟိုပါပေါ့ ားပေးတဲ့ feature စေအဲ့တော့ဒီအခုလှုပ်သွားတဲ့ဟာဆိုလို့ရှိရင်ရေခိုင်းထဲမှာသူ့ရဲ့ MP setter ကိုထောက်ကြည့်လိုက်တဲ့အခါကျတော့ရေခိုင်းထဲမှာဖြစ်နေတယ်အဲ့တော့အပေါ်ကလာတဲ့ဒီသခိုင်းပြည့်ရဲ့ segment တစ်ခုဟာအဲ့နေရာရောက်တဲ့အခါကျတော့တစ်ဖက်ကိုသူကပြောင်းပြီးတော့ရွေးရတယ်အဲ့ဒီရွေးတယ်ဆိုတော့ဒီရွေးတောင်းဘက်ကိုအဲ့တော့ဒီ segment တစ်ခုနဲ့တစ်ခုနဲ့ကြားထဲမှာသူကပြောင်းရွေးတယ်တခါကျတော့ အပီစင်တာကအဲ့ရေကားရင်ဆိုလို့ရှိရင်ဒီရွေ့သွားတဲ့အရေးကအဲ့ထဲကိုရောက်သွားတာပြီးတော့မှသူကဒီဘက်မှာရှိတဲ့ segment ကိုပြန်ဆက်ပြီးတော့သွားတာဆိုတဲ့အခါကျတော့ရေကားအင်းကမြေပြော်တွေဖြစ်တယ်အော်အင်းဆိုတဲ့အတိုင်းပဲသူကမြေပြော်တွေမြေကြီးတွေအဲ့ထဲမှာကြာပြီးတော့ဟောဒါပေါ့အင်းဖြစ်သွားတာဆိုတော့နောက်တစ်ခုကလည်းဗာလဲဆိုကြည်ဒီအင်းဖြစ်ပေါ်လာဖို့အတွက်ကသခိုင်းပြည့်ရွေရဲ့အရေးရောက်ပေါ်လာတာ သူ့အရွေကဒီမေးပြင်းပေါ်မှာသူရွေးတဲ့အရွေကတော့ strike slip ဝေးတိုက်အနေနဲ့ရွေးတာအဲ့နေရာရောက်တဲ့ခါကျတော့ segment တစ်ခုကကွာနေတဲ့ကြတော့အဲ့နေရာလည်းရောက်တဲ့ခါကျတော့ဘာဖြစ်သွားလဲဆိုလို့ရှိရင် normal fall လို့ခေါ်တဲ့တမန်ပြတ်ရွေးတမန်ပြတ်ရွေးဆိုတာကပြတ်ရွေးကဘေးတိုက်မဟုတ်တော့ဘူးအထက်အောက်ဖြစ်သွားတယ် movement ကအောက်ထဲကိုနှိမ့်သွားတယ်အဲ့တော့ရေးအိုင်ဆိုတဲ့အတွက်သူကအနှိမ့်ပိုင်းဆိုတော့အစောကရွေးလာတဲ့အရွေကအဲ့နေရာလည်းရောက်လဲရောက်တော့ ူကအောက်ထဲကိုအကုန်လုံးပြုတ်ကျသွားတယ်ဒီ block စိတ်နဲ့ဟာပြုတ်ကျသွားပြီးမှနောက်တစ်ခုကိုပြောင်းတော့မှတခါပြန်ပြီး slice slip နဲ့သူဆက်သွားတယ်အဲအဲ့လိုဟာမျိုးလေးတွေကဒါဒီ geology ဘိုင်းကနေပြီးတော့သိထားတဲ့အကြောင်းအရာတွေပေါ့ဒါတွေကဒီကျေတော့မှသိတာမဟုတ်ဘူး geology နဲ့ပတ်သက်လို့စကိုင်းပြရွေးအကြောင်းပြောရမယ်ဆိုလို့ချင်းဒီဟာတွေကသူကသူသိတယ်အဲ့တော့ slice slip နဲ့ရွေးတဲ့အရာဒီအင်းနေရာနေရာကိုရောက်လဲရောက်တော့ သူက normal phone နဲ့အောက်ကိုသူကချိန်ချိန်ချိန်ပြီးဝင်သွားဒါကြောင့်မို့လို့တချို့နေရာတွေမှာအခုကြည့်တဲ့ခါကျတော့ဒီချိန်ကြည့်တဲ့ခါကျတော့တိုက်တရားမြေကြီးတဲ့ကိုဝင်သွားတယ်ရှင်ရည်လိုဟာမျိုးတွေထွက်လာတယ်အဲအဲ့ဒါတွေကအဲ့ဒီသဘောတဘာဝပေါ်မှာမူတည်ပြီးတော့ဖြစ်တာသူကသူသူပြရမယ့်အကုန်လုံးကိုဒီထဲမှာအကုန်လုံးပြသွားတယ်ပြရွေးအရွေးပေါ်မှာပဲဒီလိုချိန်ဝင်သွားတယ်ဆိုတဲ့သဘောတရားတွေနောက်အဲအเจ้าနေရာနေပြီးတော့ရှင်နေထွက်လာတယ်ဆိုတဲ့အเจ้าတရားတွေက နေရာနဲ့ဒီသူသူဖြစ်တဲ့နေရာတဲ့အများကြီးတက်ဆိုင်တယ်။တော့ဒါတွေကိုအကုန်လုံးမြင်နေရတယ်ဒီအခုပြသွားတဲ့မီဒီယာတွေမှာတွေ့ရတာဆိုတော့အဲ့လိုပုံစံမျိုးနဲ့သူကရှေ့ဆက်သွားတာအဲ့တော့ပြီးတော့အောက်ရောက်သွားတဲ့အခါကျတော့လေသူဒီတိုင်းပဲဒီ segment တွေတခြား segment တွေကိုကူပြန်ကူပြန်ကူပြန်ပြီးတော့တဖြည်းဖြည်းရေးတာအဲ့ဒီအခါကျတော့အဲ့ဒီကနေဖြစ်လာတဲ့ line တွေရဲ့ပမာဏကလည်းပြောင်းသွားတယ်။ငကိုတော့ဟာလာဒီ main shock ကိုတော့သူမမီဘူး။ဒါပေမဲ့ after shock မှာဆိုတနေရာနဲ့တနေရာကို မတူဘူးပြောင်းပြောင်းပဲရတယ်အဲ့တော့ तू ကအဲ့ဒါဘာပေါ်မှာမတူလဲဆိုတော့အစိုးရပြောတယ်ဒီ feature တွေကမတူတဲ့အတွက်ကြောင့်မလို့သူ့ရဲ့ဟိုဟာလည်းမတူတော့ဘူးအာကာရှော့တွေရဲ့ပြင်းအားရတယ်တခုတချို့ကတိတ်ပြီးတော့ပြင်းပြင်းမပြေဘူးတချို့ကြတော့ပြင်းပြင်းကိုလှုပ်တယ်အဲ့လိုဟာမျိုးတွေဖြစ်သွားတယ် Mercury, we empower you.